တန်ရက်လမ်းကြောင်းဖြစ်လာတဲ့လေပင်ကြီးယောဂါဆိုတာဘာလဲလေပင်ကြီးယောဂါမျိုးစားတွေဘာတွေရှိလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာရှင်းပြပေးသွားပါမယ်ဟာအလုံးဝမင်္ဂလာပါကျွန်တော်ဒေါက်တာသဝင်းခိုင်ပါကျွန်တော်တို့လေပင်ကြီးယောဂါကိုအင်္ဂလိပ်လို Quieter လို့ခေါ်ပါတယ်လေပင်ကြီးယောဂါဆိုတာဘာလဲလေပင်ကြီးယောဂါဆိုတာကကျွန်တော်တို့ရဲ့လေပင်မှာရှိတဲ့တန်ရက်လမ်းကြီးကြီးထွားလာတာကိုလေပင်ကြီးယောဂါလို့ခေါ်ပါတယ် တချို့လူနာတွေမှာလေဗင်ဂျီယောဂါဖြစ်တဲ့အခါမှာသူ့ရဲ့ thyroid gland ကထုတ်တဲ့ဟော်မုန်းကပုံမှန်ပဲရှိတဲ့လူလည်းရှိတယ်။အချို့လူတွေမှာကျတော့ဟော်မုန်းတွေနည်းသွားတဲ့သူရှိတယ်။အချို့ကျတော့ဟော်မုန်းများသွားတဲ့သူတွေရှိပါတယ်။အဓိကအကြောင်းရင်းကတော့ဒီ thyroid gland ကထုတ်တဲ့ T3D4 လို့ခေါ်တဲ့ဟော်မုန်းတွေနည်းသွားတဲ့အတွက်ကြောင့် TSH ကသွားပြီးလှုံ့ဆော်လို့လေဗင်ဂျီယောဂါဖြစ်တာပါ။ TSH တွေကဘယ်လိုမျိုးလှုံ့ဆော်နေရလဲဆိုတော့ကျွန်တော်တို့ TSH ဆိုတာကဒီ thyroid stimulating hormone ပေါ့နော်အုံနောက်ထဲမှာရှိတဲ့ pituitary gland ကနေထုတ်လုပ်ပေးတယ်အဲ့ကောင်ထွက်လာလို့ရှိရင် thyroid gland ကနေ hormone တွေထွက်လာအောင်လှုံ့ဆော်ပေးတယ်အဲ့တော့သွေးထဲမှာရှိတဲ့ T3 T4 ပမာဏနည်းသွားပြီဆိုရင်တဲ့ pituitary gland ကနေပြီးတော့ TSH တွေပို့ထုတ်ပေးတယ်အလုတ်လုတ်ခိုင်းတာပေါ့လေဒီနေ့အပြင်အာ thyroid gland ကို main hormone တွေထုတ်ဆန်းဆိုပြီးတော့ထုတ်ခိုင်းလိုက်တာအဲ့ဒီ အမိတ်နေရလာပြီဆိုလို့ရှိရင် thyroid gland ကအလုပ်တွေအရန်လုပ်ရပြီအဲအဲ့ဒီခါမှာ thyroid gland မှာရှိတဲ့ဆဲတွေက hypertrophy ကြီးလာပြီးတော့မှ follicle လေးကြီးလာပြီးတော့မှရလတ်နေနဲ့ level ကြီးရောဂါဖြစ်လာတာပါ လဲပင်ကြီးယောဂအဓိကဖြစ်ရတဲ့အကြောင်းရင်း၃မျိုးရှိပါတယ်။နံပါတ်၁ကကျတော့အိုင်ယိုဒင်းချို့တဲ့လို့ဖြစ်တဲ့လဲပင်ကြီးယောဂ။ကျွန်တော်တို့စားနေတဲ့စားစာထဲမှာအိုင်ယိုဒင်းတက်လုံလုံလောက်လောက်မပါဘူးဆိုရင်လဲပင်ကြီးယောဂဖြစ်စေနိုင်ပါတယ်။နောက်တစ်ခုကကြတော့ auto immune လို့ခေါ်တဲ့ကိုယ်ခံအားစနစ်ကဖောက်ပြန်တာပေါ့နော်ကိုယ့်ရဲ့ကိုယ်ခံအားကပုံမှန်မဟုတ်ဘဲနဲ့ဖောက်ပြန်နေတဲ့အတွက်ကြောင့် living yoga ဖြစ်တာမျိုးနောက်ဆုံးတစ်ခုကတော့ဒီ thyroid ထဲမှာဖြစ်နေတဲ့အလုံးတွေအကျိတ်တွေကြောင့်ဖြစ်တဲ့ living yoga ဆိုပြီး၃မျိုးရှိပါတယ် ထမအဦးဆုံး iodine ချုပ်တဲ့လို့လည်းမင်းကြီးယောဂါတော့အဖြစ်များဆုံးပါပဲ။သူကကြတော့ဒီခန္ဓာကိုယ်စားတဲ့ထဲမှာ iodine တက်ပါတာတွေတိတ်မစားလို့ပေါ့နော်။အဲ့တော့ကျွန်တော်တို့စားတော့ထဲမှာ iodine တက်ပါတာဆိုလို့တိတ်မများများစားစားမရှိဘူး။ပင်လယ်စားတွေရှိမယ်။ဒါမျိုးလောက်မှာပဲ iodine တက်ကအနည်းချင်းပါတာပေါ့နော်။ကျန်တဲ့စားကြတွေမှာတိတ်မပါဘူး။ဒါကြောင့်ကျွန်တော်တို့လူတွေမှာ iodine တက်လုံလုံလောက်လောက်ရဖို့ဆိုရင် iodine စားစားပေးဖို့လိုတယ်ပေါ့နော်။ iodine စားလည်းမစားဘူး။ iodine တက်ချုပ်တဲ့ခဲ့မယ်ဆိုလို့ရှိရင်တဲ့။ဘာဖြစ်လဲဆိုတော့ တီတီတီဖိုးမထုတ်နိုင်ဘူးသူကအိုင်ယိုရင်းဆိုတာကုန်ချမ်းအိုင်ယိုရင်းဆိုတဲ့ကုန်ချမ်းမရှိတဲ့အခါမှာတီတီဖိုးတွေထွက်မလာတော့ဘူးအဲ့တော့သွေးထဲမှာတီတီဖိုးနဲသွားပြီအဲ့လိုနဲလာပြီဆိုတာနဲ့ပီချူထရီကနေပြီးတော့တီအက်စိတ်စီကိုတိုးထုတ်တယ်အဲ့ဒီ PSX တွေထွက်လာတဲ့အတွက်ကြောင့်ဒါရက်ကလိုင်းကြီးလာတယ်ဒါကို11ဂီယောဂါလို့ခေါ်ပါတယ် ကိုကံအစနစ်ကြောင့်ဖြစ်တဲ့လေဗင်းယောဂါမှာကျတော့သူက2မျိုးရှိတယ်။ grave disease လို့ခေါ်တဲ့ယောဂါမှာဆိုရင် TSI လို့ခေါ်တဲ့ antibody တွေထွက်လာတယ်။ဒီ antibody ပြည်ပစ္စည်းတွေက TSH receptor ကိုသွားပြီးတော့လှုံ့ဆော်တာပေါ့နော်။ TSH ကမထွက်ပေမဲ့လည်းဒီ receptor တွေကနော်အဲဒီအလုံလုံနေရတဲ့အခါကျတော့ဒီ thyroid gland ကိုဟော်မုန်းတွေတအားထုတ်ခိုင်းတယ်။အဲ့တော့သွေးထဲမှာ T3 T4 တွေတအားများလာပြီးတော့မှအဟောင်းမုံများတဲ့လေဗင်ဂျီယောဂါဖြစ်စေတဲ့ hyperthyroidism ဖြစ်တယ်ပေါ့နော်။နောက် Hashimoto's thyroiditis ဆိုခေါ်တဲ့ယောဂါမှာကြတော့သူက ဒီ antibody တွေက thyroid cell တွေကိုသွားပြီးဖျက်ဆီးပလိုက်တာ thyroid cell တွေနဲသွားတဲ့အခါမှာ TDD4 တွေနဲလာပြီးတော့မှ DSH တွေကတိုးလာတယ်အဲ့မှာ gland ကြီးလာတယ်ပေါ့နော်ဒါကကြတော့ hypothyroidism ဖြစ်တယ် တရိုင်းမှာဖြစ်တတ်တဲ့အကျိတ်တွေဆိုတာကတော့ကျွန်တော်တို့တခြားနေရာမှာဖြစ်တတ်တဲ့အလုံးတွေအကျိတ်တွေနဲ့အတူတူပါပဲ။တချို့အလုံးတွေမှာဆိုအရေးအိတ်တွေဖြစ်နိုင်တဲ့အကျိတ်တွေဖြစ်နိုင်တဲ့ဆဲတွေစုဝေးလာပြီးတော့ခဲသွားတာပေါ့နော်။အဲ့လိုမျိုးတွေဖြစ်နိုင်တယ်။လူနာတချို့မှာဆိုရင်တော့ဒီတရိုင်းနိုဂျူတွေက 3D ဒီဖိုတွေတအားကြီးထွက်နေလို့ရှိရင်တောက်ဆင်နိုဂျူလို့ခေါ်တယ်။အချို့လူနာတွေမှာကျတော့ဒီတရိုင်းဂလန်ရတာကြီးလာတာသွေးစစ်လိုက်တဲ့အချိန် 3D ဒီဖိုတွေ DSS ရေအကုန် normal ပဲဘာမှမပြောင်းလဲဘူးဒီလိုမျိုးလည်းရှိတတ်တယ်။ဒါဆိုရင်တော့တရိုင်းနဲ့ပတ်သက်ရင်အရေးကြီးဆုံးသိရမယ့်ကိစ္စက hyper တရိုင်းနဲ့ hypo တရိုင်းအကြောင်းပေါ့နော်။ hyper တရိုင်း ဆိုတာကသားရက်ဟော်မုန်များနေတဲ့လေမင်းကြီးယောဂါကိုပြောတာ။ဟိုက်ပိုသားရက်ဆိုတာကျတော့သားရက်ဟော်မုန်နည်းနေတဲ့လေမင်းကြီးယောဂါကိုပြောတာပါ။ hyperthyroid မှာစိတ်ပိုင်းဆိုင်ရာမှာဆိုရင်သူကအမြဲတမ်း anxiety တွေဆိုရင်ဒုက္ခတွေများတယ်စိတ်ပူပန်နဲ့စိတ်ကနာမငြိမ်ဖြစ်တယ်ပေါ့နော်ပြီးရင်ခန္ဓာကိုယ်ကလည်း trauma ဆိုတော့တုံတုံရီရီနဲ့ဖြစ်တယ်ခြေတုံလက်တုံခေတုံရီနေဖြစ်တတ်တယ်နောက်ပြီးသွားလို့ရှိရင်အပူဓာတ်မခံနိုင်ဘူးနည်းနည်းလေးပူပြီးဆိုတာနဲ့သူ့မှာတအားအိုင်နေပြီပေါ့နော်အမြဲတမ်းချွေးတဆူဆူနဲ့ပြီးသွားလို့ရှိရင်နှလုံးခုန်နှုန်းတွေကလည်းတအားမြန်နေတတ်တယ်အစာစားခြင်းစိတ်ကတအားများပြီးတော့ခဏခဏအစာစားတယ်ပြီးရင်စားပေမဲ့လည်းလူကပိန်သွားတယ် weight loss ပေါ့နော်အဲ့ဒါဒီ hyperthyroid ပါအဲနောက်တစ်ခုကဒီ hyperthyroid ရဲ့ထူးခြားတဲ့နော်သိတာတဲ့လက္ခဏာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့မျက်လုံးကြီးတွေပြူးလာတာပါ ace ophthalmology လို့ခေါ်တဲ့မျက်လုံးကြီးတွေပြူးလာတာမျိုးက hyperthyroid မှာတွေ့ရတတ်ပါတယ် hypothyroid ကြတော့ဒီလက္ခဏာတွေရဲ့ဆန့်ကျင်ဘက်ပဲသူကဘာဖြစ်လာလဲဆိုတော့လူကတဖြည်းဖြည်းနဲ့ဝလာတယ်အေးတယ်မခံနိုင်ဘူးနည်းနည်းဆိုရင်ချမ်းလွယ်တယ်ပေါ့နော်ပြီးရင်စိတ်ကကြတော့စိတ်တက်ကြတာဝမ်းနေတာအားငယ်တာမျိုးအဲ့လိုမျိုးတွေခံစားရတတ်တယ် ပြီးသွားလို့ရှိရင်သပင်ကျွတ်တာတွေနှလုံးကုန်မြန်တာတွေဝမ်းချုပ်တာတွေလည်းဖြစ်တတ်တယ်။အဲမိန်ကလေးတွေမှာဆိုရင်တော့ရာသီတွေမမှန်တာတွေဖြစ်လာမယ်။မောပန်းလွယ်မယ်။အဆင့်မြင့်တွေနာတာတွေလည်းဒါ hypothyroid ရဲ့လက္ခဏာတွေပါတဲ့။ဆိုတော့ဒီလောက်ဆိုရင်တော့သပင်ယောဂအကြောင်းနဲ့ပတ်သက်ပြီးအသေးစိတ်သိသွားပြီလို့ထင်ပါတယ်။အဲတော့သိချင်တဲ့မိကွန်းတွေရှင်လည်းမိထားခဲ့လို့ရပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။